တနင်္ဂနွေပြည်တွင်းရေးပေါ့ဗျာအဲ့ဒါဝင်ရောက်ဆက်ဖက်ဖို့မသိဘူးတော့မလုပ်ရဘူးပေါ့နော်ပူပေါင်းဆောင်ရွက်ဖို့ပဲကျွန်တော်တို့ကပြည်ညင်နေတဲ့အခြေခံမူပေါ့ထားထားတာပေါ့ဗျာအဲ့တော့သူဖိတ်တယ်ဆိုလို့ရှိရင်တော့တခြားနိုင်ငံကြီးတွေလည်းလာနိုင်ပါတယ်နော်အဲ့တော့ Trump ရောက်လာတယ်ပေါ့ဗျာခင်ဗျာသတိထားကြည့်လိုက်ဗျာကျွန်တော်တို့ဒီတိုင်ပင်နေရလေမတိုင်ခင်လေးမှာကျွန်တော်တို့ကြားဖြန့်လို့ဆင်ဖြန့်လို့ပေါ်လာတယ်ကြားဖြန့်တဲ့ဒါနဲ့ကိစ္စရရမှာကျွန်တော်၃နိုင်ငံ hot issue ဖြစ်လာတယ်เนาะအဲ့ဒါကမ္ဘောဒီးယားရဲ့ထိုင်းရဲ့ကျွန်တော်မြန်မာရဲ့ပေါ့ဗျာတုံးမှုဖြစ်လာတယ်ပေါ့ဒီကြားထဲမှာမှာထိုင်းနဲ့ကမ္ဘောဒီးယားဆစ်ဖြစ်တယ်ထရမ်ကညှိပေးလိုက်တယ်เนาะညှိပေးလိုက်ပြီးတဲ့ခါကျတော့သူကအသိသက်သေနဲ့လက်မှတ်လာထိုးတယ်မြန်မာတနိုင်ငံတည်းကတမျိုးကြီးဖြစ်မနေဘူးလားเนาะဒါတစ်ချက်ကျွန်တော်စဉ်းစားဖို့ကောင်းတယ်ပေါ့နောက်တစ်ပိုင်းကကြတော့ကျွန်တော်အာဆီယံအတိုက်ဝန်းဆိုတဲ့အာဆီယံမိသားစုထဲမှာပြဿနာဖြစ်လို့ရှိရင်ဗျအဲ့အာဆီယံဥက္ကဋ္ဌ သူကရှင်းမပေးသေးဘူးလားဥပမာဖြင့်ကျွန်တော်တို့ကမ္ဘောဒီးယားနဲ့ထိုင်းနဲ့ဆက်ဖြစ်တယ်ပေါ့ဗျာစစ်ပြေငြိမ်းကြတယ်ပေါ့ဗျာအဲ့ဒါကိုညှိနှိုင်းတာကအထူးကအာဆီယံမိသားစုတွေကမဖြစ်သေးဘူးလားเนาะဒီနေ့အာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားကမညှိပေးသေးဘူးလားတကယ်ဆိုလို့ရှိရင် ဖြစ်တင်လာတာပါလဲဆိုရင်ဒါစစ်ပြေငြိမ်းရတယ်အာဆီယံဥက္ကဋ္ဌကလက်မှတ်ထိုးရမယ်ထရမ့်မှလာလို့ရှိရင်ပါလဲအတိမတ်ပြူလာတော့ပဲရှိတယ်ဒါတော့ပဲရှိတယ်ပေါ့အိုးမိုင်6000လောက်ဝေးတဲ့ အမေရိကန်ကနေပြီးတော့မှဒီဟာကိုညှိပေးတယ်ကမ္ဘောဒီးယားနဲ့ထိုင်းရဲ့ပြည်ပကောက်ညှိပေးတယ်သူကအတိတ်သေးလက်မှတ်လာထူတယ်ဆိုတော့ကျွန်တော်အာဆီယံဥက္ကဋ္ဌကြီးကဘယ်ရောက်သွားလဲဗျာသူရုပ်ပြောက်မနေဘူးလားနော်အဲ့ဒါလေးတခုကျွန်တော်ကထောက်ပြခြင်းနေဗျာနော်မြန်မာစကားပုံရှိတယ်ပေါ့ဗျာမယောင်ယာစီလူပေါ့နော်တော်တဲ့နေရာကြတော့ဆီယာမလူပြေဖူးပေါ့ဗျာနောက်ကျွန်တော်တို့ပြည်ရင်းရေးကိုမဆွတ်ဖက်ရဘူးဆိုရင်မူရှိတယ်ဗျာထရန့်ပြန်လဲပြန်သွားပြီးတော့ဒီမလေးရှား ဝန်ကြီးချုပ်ကဘာပြောသလဲဆိုတော့ကျွန်တော်တို့ဟလာရွေးကောက်ပွဲကိုလေလာရေးတွေလွတ်တယ်မလွတ်ထဲဆိုတဲ့ကိစ္စကိုအပြာမပြောသေးဘူးသူပြောလိုက်တာဘာလဲဆိုတော့အတိုက်ခံနေဦးတဲ့လက်ခံတွေ့ဆုံပေးမယ်တဲ့ဟောအဲ့ဒါကြီးကြတော့လည်းမဟုတ်ပြန်ဘူးလေတော်တော်ကြီးကိုကျွန်တော်တို့ကစကြင်ပဲကြီးဖြစ်မနေဘူးလားကျွန်တော်နိုင်ငံကိုတက်တက်ကိုဖိအားပေးသလိုကြီးဖြစ်မနေဘူးလားဗျအဲ့တော့ကျွန်တော်ကရွေးကောက်ပွဲလုပ်ပြီဆိုလို့ရှိရင်ရွေးကောက်ပွဲမှာအတိုက်ခံမပါရဘူးလို့စတင်တဲ့သူတွေမပါရဘူးလို့လက်ရှိတမတော်အစိုးရဘာမှပြောမထားဘူးလေ အားလုံးကိုသူဖိတ်ခေါ်ထားတယ်နော်ပါတီထောင်ကြပါတီရဲ့အရေးရှင်ရှိတယ်ဆိုလို့ရှိရင်ဆက်သွားနော်အရေးရှင်ပြည်ရင်းတော့လည်းဒါဖြစ်တော့ဗျာနော်အဖြစ်ခံတဲ့ပါတီလည်းရှိပါတယ်အရေးရှင်မပြင်းမဖြစ်တာတော့ဒါတကဘာလုံးမှအတူတူပါပဲနော်အားလုံးကိုသူက welcoming လုပ်ထားတယ်လीအဲ့တော့အတိုက်ခံကသူ့ဘာသူဗျာအလားထားပါတော့အခုကျွန်တော် NUG ဘာလို့ထားလိုက်ပါတော့နော်အခြားအတိုက်ခံလည်းရှိပါတယ်အဲ့တော့အတိုက်ခံတွေကိုကြတော့သူကနေပြီးတော့အလားတွေ့ဆုံဆွေးနွေးမယ်ပြောတယ်ဗျာ ဲ့တော့လက်ရှိရှိတဲ့အစိုးရအနေကြတော့သူကအကျဉ်းတိုင်းနိုင်ပေမဲ့ညှိနှိုင်းနေမှရှိဘူးဆိုတော့အာဆီယံရဲ့သဘောထားကြီးကတမျိုးကြီးဖြစ်မနေဘူးလားဗျာနော်အဲ့ဒီအချက်လေးကျွန်တော်ထောက်ပြချင်ပါတယ်နှစ်ချက်ပေါ့ဗျာတစ်ချက်ကတော့ဗာလဲတော့မိသားစုအတွင်းမှာဖြစ်တဲ့ပဋိပက္ခကိုကြတော့ဥပမရှင်းဘဲနဲ့မဆိုင်တဲ့တခြားရက်ကောက်ကလာရှင်းရတယ်ဗျာကျွန်တော်တို့မိသားစုတွေမှာကြောင့်မြန်မာနိုင်ငံမှာရှိတဲ့ရွေးကောက်ပွဲမှာမှကန်ကန်လုပ်ပေးမဲ့ဟာကိုကြားတဲ့ခါကျတော့အဲ तू ကနည်းနည်းလေးစကြင်ပဲကြီးကိုသူသွားတယ်ဆိုတော့အာဆီယံဘာလဲဘယ်လဲလို့ကျွန်တော်မေးလိုက်ချင်တယ်ပေါ့ဗျာ